ရွေးမဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ရွေးမဲ့အစီအစဉ်မှာဆိုလို့ရှိရင်တော့ Samsung ဖုန်းတွေကနေပြီးတော့အစ်စ်တွေတွေကနေပြီးတော့ဘယ် Samsung ဖုန်းတွေကဝယ်သင့်နေလေလဲဆိုတော့ဥစ္စာလေးကိုဒီနေ့မှရွေးချယ်ပေးသွားမှာလည်းဖြစ်ပါတယ်အားလုံးပဲမြန်မာပေါင်းနဲ့ပြည်သူကြပါစေ User Review Tech Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှဆိုလို့ရှိရင်တော့ကျွန်တော်တို့ရွေးမဲ့အစီအစဉ်လေးထပ်မံပြီးတော့တင်ဆက်ပေးရမယ့်အချိန်လေးကိုကြားရောက်လို့လာပြန်ပြီလည်းဖြစ်တယ်ပေါ့နော်ဒီနေ့မှဆိုလို့ရှိရင်တော့ကျွန်တော်ရွေးမဲ့အစီအစဉ်ပေါ်မှာဒါကျွန်တော်တို့ Samsung ဖုန်းတွေကနေပြီးတော့အစ်စ်တွေတွေကနေပြီးတော့ဘယ် Samsung ဖုန်းတွေက ဝယ်တင်နေသေးလဲဆိုတဲ့ဥစ္စာလေးကိုဒီနေ့မှာကျွန်တော်လုပ်ပေးသွားမှာလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ sign နေကတော့ကျွန်တော်3 4 0ဆိုင်အနေပြီးတော့ reference ယူထားတယ်ဘယ် sign နေလဲဆိုတော့ကျွန်တော်အတိအကျတော့မပြောတော့ဘူးပေါ့နော်အဲ့ sign နေရနေမှာကျွန်တော်ဈေးတွေကိုဆွဲထုတ်ပြီးတော့ကျွန်တော်ဒါလေးကိုကြည့်ပြီးတော့ပြောပေးသွားမှာလည်းဖြစ်တယ်ပေါ့နော်အဲ့ list ကိုကျွန်တော်ကြည့်ပြီးတော့ပြောပေးသွားမှာလည်းဖြစ်တယ်ဘယ်ဖုန်းတွေကတော့ Samsung တွေကဝယ်တင်နေသေးတယ်ဘယ်ဖုန်းတွေဆိုလို့ရှိရင်တော့ Samsung တွေကငွေတင်မယ်နဲ့ကြော်သွားလိုက်တင်တယ်ဆိုတဲ့ဥစ္စာလေးကိုဒီနေ့မှာလုပ်ပေးသွားမှာလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီဗီဒီယိုဆုံးတဲ့အထိလိုက်ပါကြည့်ယူခံစားပြီးတော့ညွှန်လင်းပါမယ် ကျွန်တော်ဒီနေ့ဒီ reference ယူထားတဲ့ date ကကြတော့ကျွန်တော်ဒီနေ့မှာဆိုလို့ရှင်တော့၁၀ရက်နေ့မှာကျွန်တော်ရိုက်ထားရလေဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ video ကကျွန်တော်ဘယ်နေ့မှာတင်ပြမလဲတော့မသိသေးဘူး အဲကြောင့်မို့တင်တဲ့နေ့ကြလို့ရှိရင်ဈေးကကြာကောင်းကြာနိုင်တယ်တက်ကောင်းတက်နိုင်တယ်ဖြစ်တဲ့အတွက်ကြောင့်အဲဒီဥစ္စာလေးကိုကျွန်တော်ကြိုပြီးတော့ remind လုပ်ထားခြင်းတယ်ပေါ့နော်တော်ကြာကြရင်ကျွန်တော်ပြောတော့ကဒဈေးတကယ်တကယ်သွားဝယ်လို့ရှိရင်ဒဈေးဖြစ်နေတယ်ဆိုပြီးတော့လည်းပြောပါစလို့ဒါလေးကိုလည်းစကားချက်အနေနဲ့ကျွန်တော်ကထည့်ပြီးတော့ပြောထားပေးရလည်းဖြစ်ပါတယ်ဆိုတော့ Samsung ဖုန်းတွေကိုကျွန်တော်တို့တစ်ချက်ကြည့်လိုက်မယ်ပေါ့နော်ဆိုတော့ Samsung Brightless မှာဆိုလို့ရှိရင်ဒါမြန်မာရဲ့ official 1 year warranty ပါတဲ့ Samsung ဖုန်းတွေပေါ့နော် S25 Ultra 12512G 83သိန်း2900 ဆို S25 Ultra ဝယ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ဖြစ်နိုင်မယ်ဆိုလို့ရှိရင် RAM Pro တွေကတော့နည်းနည်းလေးအနည်းတော်တော့ပို့ပြီးတော့ဝယ်စီခြင်းတယ်512 kg လောက်ကတော့လူတိုင်းတော့မလိုဘူးပေါ့ဒါပေမဲ့လိုတယ်ဆိုလို့ရှိရင်လည်းဝယ်ပေါ့နော်53သိန်း2900ဆိုတော့တော့ဒီစင်းထဲမှာနည်းနည်းလေးတော့များတယ်လို့ကျွန်တော်ကတော့ထင်တယ်သူ့အောင်မှာဆိုလို့ရှိရင်1225ရှိရယ်1225ကတော့တော်တော်လေးကိုတင့်တော်တဲ့ဈေးတန်းတစ်ခုမှရှိရလို့ကျွန်တော်ကမြင်တယ်အာသူကတော့1225ကိုမှ66သိန်း8000ပေါ့နော်66သိန်း8000လေးကတော့မစိုးဝယ်တင်တယ်လို့ကျွန်တော်ကတော့မြင်တယ် ပြီးတော့ဆိုလို့ရှိရင်တော့သူ့အောက်မှာ S25 Plus ရှိမယ် S25 Plus ကိုလည်းထုံးစံနိုင်မယ်သူ1212ဆိုလို့ရှိရင်56သိန်း5500ဆိုတော့အဲ့ဒါကတော့များတယ်လို့တော့ကျွန်တော်ကထင်တယ် RAM နဲ့အရင်မလို့ဆိုရင်တော့သူ့အောက်ကအနိုင် version တွေကိုယူပေါ့နော်တော့မှာဆိုလို့ရှိရင်တော့1225စီရှိတယ်53သိန်း6000ကျော်အဲ့ဒီဥစ္စာကတော့အများကြီးပို့ပြီးတော့ဖဲဖြစ်ပြီးတော့ဝယ်သိနေလို့ကျွန်တော်ကတော့ထင်တယ်အဲကြောင့်မလို့1225စီလေးကိုဒီ S25 Plus မှာဆိုလို့ရှိရင်ပို့ပြီးတော့ရွေးချယ်သိနေလို့ကျွန်တော်ကတော့ recommend လုပ်ချင်တယ်ပေါ့နော် တူအောင်မှာဆိုလို့ရှိရင်တော့ Galaxy S25 ရှိရတယ်ပေါ့နော် S25 မှာဆိုလို့ရှိရင်လိုပဲ 12512K ရဲ့အောက်မှာဆိုလို့ရှိရင်12256ရဲ့နှစ်မျိုးရှိမှာပေါ့နော် 12512K ကတော့68သိန်း9900အောက်မှာကျတော့12 12256ကကျတော့48သိန်း7000ခွဲဆိုတော့ အဲ့ညမှာတော်တော်ဟရတယ်ဗျဈေးကပြောရမယ်ဆို9သိန်းကျော်လောက်ဟထားတာဖြစ်တဲ့အတွက်ကြောင့် S25 ကိုရွေးမယ်လို့စဉ်းစားနေဆိုလို့ရှိရင်1225 series ကတော့တကယ်ပိုကောင်းတဲ့ရွေးချယ်မှုတစ်ခုဖြစ်လိမ့်မယ်လို့ကျွန်တော်က recommend လုပ်ချင်တာပေါ့နော်ပြောရဆိုလို့ရှိရင်တော့4 series ပေါ့နော်4နဲ့ flip ပေါ့ဆိုတော့ဒီ046 12512k ဆိုလို့ရှိရင်တော့69သိန်း9900ပေါ့နော်ဆိုတော့သိန်း90ပဲထားပါတော့သိန်း90တူအောင်မှာဆိုလို့ရှိရင်တော့1225 series ရှိတယ်84သိန်း1000ကျော် 84သိန်းတောင်းခွဲကတော့အများကြီးပို့ပြီးတော့ fail ဖြစ်တယ်လို့ကျွန်တော်ကမြင်တယ်။အာ 512k လောက်မလို့ဘူးဆိုလို့ရှိရင်တော့ 256k လောက်ကတော်လေးကိုအဆင်ပြေတယ်။ဈေးတန်းကလည်းတော်တော်ကိုကျော့သွားတာပေါ့နော်။5သိန်းကျော်လောက်ကျော့တာဖြစ်တဲ့အတွက်ကြောင့်ဒီ84သိန်းတောင်းခွဲလေးကိုတော့ကျွန်တော်ကပို့ပြီးတော့ prefer ဖြစ်ပြီးတော့ရွေးစေချင်ပါတယ်။သူ့ရဲ့အောက်မှာဆိုလို့ရှိရင်တော့ flip တွေရှိမှာပေါ့နော်။ဒီ Z Flip 6အဲ 12512k ရဲ့အောက်မှာဆိုလို့ရှိရင် 12256k နှစ်မျိုးရှိမယ်။ဒီမှာဆိုလို့ရှိရင် Z Flip 6 12512k ကတော့နည်းနည်းလေးတော့များတယ်။3600 9900ပေါ့နော်။ တူအောင်မှာဆိုလို့ရှိရင်တော့12 to 5ဆင်း55သိန်းရှိမှာပေါ့နော်အဲ့နှစ်ခုမှာဆိုရင်လည်းကျွန်တော်ကတော့55သိန်းဖြစ်တဲ့အဲဒီ12 to 5ဆင်းလေးကိုတော့ပို့ပြီးတော့ prefer ဖြည့်ပြီးတော့ရွေးစေ channel ပေါ့နော်အဲ့ဒါပြီးသွားလို့ဆိုလို့ရှိရင်တော့တူအောင်မှာနောက်ဆုံးထွက်ထားတဲ့ဒီ series တွေတခုဖြစ်တဲ့ S24 series တွေကနေပြီးတော့ S24 Plus နဲ့ S24 နဲ့ရှိမှာပေါ့နော် S24 Plus ဆိုလို့ရှိရင်တော့12512ရှိမယ်56သိန်း8900အောက်မှာဆိုလို့ရှိရင် S24 ရှိမယ်8512ပေါ့နော်48သိန်း1900အဲ့နှစ်ခုစလုံးကတော့ပြင်ပြပြောရမယ်ဆိုရင်တော့ မွေသင့်တော်ဘူးလို့ကျွန်တော်ကတော့ထင်တယ်အရန်ကြီးတမ်းနေတော်ဘူးပေါ့နော်ရွေးမယ်ဆိုလို့ရှိရင်တခြားတွေကပို့ပြီးတော့ကျွန်တော်ကတော့ prefer ဖြစ်ပြီးတော့ရွေးစေချင်တာပေါ့နော်တော့မှာဆိုလို့ရှိရင်တော့ဒီ Samsung ရဲ့ Tablet series တွေရှိမှာပေါ့နော် Samsung Galaxy Tab S10 Ultra ရှိတယ်1225ရဲ့68သိန်းတထောင်ခွဲအဲ့ကောင်ကတော့ဝယ်သင့်တယ်တော်တော်လေးကိုအဆင်ပြေပြီးကောင်းတယ်ကျွန်တော်ဒါ review မလုပ်ရသေးတာတကယ်ကိုပြန်ကောင်းတဲ့ feedback တွေကြားရတာဖြစ်တဲ့အတွက်ကြောင့် S10 Ultra လေးကဝယ်မယ်ဆိုလို့ရှိရင်လည်းရွေးချယ်ပြီးတော့ဝယ်သင့်တယ်လို့ကျွန်တော်ကတော့ recommend လုပ်ချင်တာပေါ့နော် တော့မှဆိုလို့ရှင်တော့ Tab S9 Ultra ရှိမယ်1250 63.9 9000ပေါ့เนาะအဲ့ကောင်လေးကလည်းတော်တော်လေးကိုရွေးချယ်ပြီးတော့ဝယ်သင့်နေသေးတယ်ကိုက S10 Ultra လောက်မသုံးချင်ဆိုလို့ရှင်လည်းဒီ S9 Ultra လောက်သုံးမယ်ဆိုလို့ရှင်လည်းတော်တော်လေးကိုအဆင်ပြေတဲ့အနေအထားတစ်ခုမှရှိတဲ့အတွက်အဲဒီ S9 Ultra လေးကိုရွေးပြီးတော့ဝယ်မယ်ဆိုလို့ရှင်လည်းဝယ်သင့်တယ်လို့ကျွန်တော်ကတော့ recommend လုပ်ချင်တာပေါ့เนาะတော့မှဆိုလို့ရှင်တော့ S9 ရှိမယ်812 44သိန်း3000ကျွဲ့ အဲ့ဒါအားလည်းရွေးတင်နေတယ်။ကွာအာထရာစီးတွေမကြိုက်ဘူးဆိုလို့ချင်းနဲ့သေးပြီးတော့ performance နည်းနည်းလေးကျော့တာလေးကိုခံနိုင်တယ်ဆိုလို့ချင်းတော့အဲ့ဒီဒီ S9 လေးကလည်းတော်တော်လေးအဆင်ပြေလို့ကျွန်တော်ကပြောချင်တယ်။၄၄လိမ့်၃၀၀ကျော်ရတော့တော်တော်လေးဖဲဖြစ်တယ်လို့ပဲပြောရမှာပေါ့နော်။အခုခေတ်ဈေးနေထားနေဆိုလို့ချင်းပေါ့။တော့မှာဆိုလို့ချင်းတော့ Tab A9 ရှိတယ်464တော့9000ပေါ့နော်။ဒါကတော့ပြင်ပြောရမယ်ဆိုတော့မရွေးနေတော့ပေါ့နော်။ကျွန်တော်ကတော့ဒီ တက်ဘလက်တွေမှာဆိုလို့ရှိရင် AC တွေကိုတော့လုံးဝမရွေးသေးခြင်းဘူးအဲ AC တွေရွေးမှာတဲ့စာလို့ရှိရင်တော့ Xiaomi တက်ဘလက်တို့ OnePlus တက်ဘလက်တို့ဟောဒါမှမဟုတ် Honor တို့ပေါ့နော်အဲ့ဒီတွေကနေယူလိုက်တာတော့အများကြီးပိုပြီးတော့ကောင်းမယ်လို့ကျွန်တော်က recommend လုပ်ချင်တယ်အဲကြောင့်မလို့ A9 ကိုတော့ကျွန်တော်ကကြော်ပြလိုက်ချင်တယ်ပေါ့နော်မရွေးနေတော့ပေါ့နော်တော့မှာဆိုလို့ရှိရင်တော့ဒီ Samsung ရဲ့ဒီ Mid Range series နဲ့ Entry series တွေဖြစ်တဲ့ A16 ရှိရပေါ့နော် A16 ဆိုလို့ရှိရင်တော့ 5G device ရဲ့စက်နှစ်သိန်း6900ထားတော့မတန်းတော့ဘူးဒါတော့မရွေးနေတော့လို့ကျွန်တော်ပြောခြင်းနဲ့ A16 5G တွေကနေရွေးမယ်ဆိုလို့ကျွန်တော်ကျွန်တော်က812တွေကိုပို့ပြီးတော့ prefer ဖြစ်တယ်စက်တသိန်း15000ပေါ့နော်အဲ့ဒါလေးကပို့ပြီးတော့အဆင်ပြေတယ်ရွေးမယ်ဆိုလို့ရှိရင်တော့ A16 တွေကရွေးဖို့စဉ်းစားတယ်ဥပမာ 5G တွေကရွေးဖို့စဉ်းစားတယ်ဆိုရင်တော့အဲ့ဒီ812လေးကိုရွေးပါလို့ကျွန်တော် recommend လုပ်ချင်တာပေါ့နော်တော့မှဆိုလို့ရှိရင်တော့ A16 4G ရှိတယ်812ရဲ့9သိန်း4900 ပွင့်လင်းပြောရမယ်ဆိုရင်အဲ့ A16 ကိုရွေးမယ်ဆိုရင်တော့ကျွန်တော်က 5G လောက်ကိုပို့ပြီးတော့ရွေးစေချင်တယ် 4G ကကျတော့အခုခေတ်နေထားနဲ့ရှင်းမယ်ဆိုရင်အရင်ကြီးတန်ပြီးတော့ရွေးလို့ကောင်းတဲ့ထဲမှာမပါဘူးပေါ့နော်အเจ้าမလို့ 4G နဲ့ 5G ရှင်းလာရဆိုတော့ကျွန်တော် 5G လေးကိုရွေးပါလို့ recommend ဒီမှာကြိုပြီးတော့လုပ်လိုက်ချင်တာပေါ့နော် 4G လေးတော့ကျွန်တော်ကြော်လိုက်တော့မပြောတော့ဘူးပေါ့နော်ကျွန်တော်လည်းမရွေးနဲ့လို့ပဲပြောချင်တယ်၈သိန်းကျော်ကြီးပေးရပြီးတော့ A16 တော့ပဲရမယ်ဆိုတာရတိတ်တော့တဘောမကြောက်ဘူးပေါ့နော်သူ့အောက်မှာဆိုလို့ရှိရင်တော့ A56 ရှိမယ်ပေါ့နော်ပြီးခဲ့တဲ့ရပိုင်းလေးကမှ pre order တင်လို့ရပြီဆိုပြီးတော့မိတ်ဆက်ထားတဲ့ A56 ရှိမယ်825030400ကွဲတံမလန်တော့ကျွန်တော်လည်းမပြောတတ်သေးဘူးကျွန်တော် review မလုပ်ရသေးတဲ့အတွက်ကျွန်တော်လည်းတက်အပ်တော့မပြောနိုင်ဘူးပေါ့နော်။သူက812ဆိုလို့ရှိရင်16သိန်း9000။အဲပြီးတော့ A36 ထွက်တယ်ပေါ့နော်။ A36 ဆိုလို့ရှိရင်လည်း825 18သိန်း9900။ A36 8128 15သိန်း10000ကွဲ pre order တွေကြီးပဲပေါ့နော်။ အဲအဲ့ဒါကြီးကတော့ကျွန်တော် Samsung စီကနေပြီးတော့ review unit ရရတယ်ဆိုလို့ရှိရင်တော့ကျွန်တော်အဲ့ဒီ A56 တို့ A36 တို့တော့ကျွန်တော် review လေးပြန်ပြီးတော့တင်ပေးမှာပေါ့နော်တက်အပ်တော့မပြောနိုင်သေးဘူးကျွန်တော်ရ review unit ရပြီးတော့အဆင်ပြေခဲ့တယ်ဆိုလို့ရှိရင်တော့အဲ့ဒါလေးကိုပြန်ပြီးတော့တင်ပေးပါမယ်အဲအောက်မှာဆိုလို့ရှိရင်တော့ A55 ရှိမှာပေါ့နော် A25 စ22သိန်း5900ကျွန်တော် review တင်ပေးထားပြတာရှိတယ်မကြည့်ရသေးဘူးဆိုလို့ရှိရင်အမှသွားပြီးတော့ကြည့်ကြည့်လို့ရတယ်ကျွန်တော်ဒီမှာတော့တန်တန်မတန်တန်မပြောချင်ဘူးဒါမဲ့မဝယ်နဲ့လို့ပဲကျွန်တော်တန်းပြီးပြောချင်တယ်22သိန်း5900ကတော့ လုံးဝမတန်းလို့ပဲပြောရမှာပေါ့နော် A35 825ရဲ့16တန်း၄တောင်းခွဲမတန်းဘူးမဝယ်နဲ့လို့ပဲကျွန်တော်တခါလေးပြောခြင်းတယ်သူ့အမှာဆိုလို့ရှိရင်812ရှိတယ်ပေါ့နော်16တန်း9တောင်း9တောင်းဒါလေးကတော့မစိုးဘူးနည်းနည်းလေးဘတ်ဂျက်လေးလေးချွေတာရောက်တယ်ဆိုလို့ရှိရင်တော့အဲ့ဒီ16တန်း6တောင်းဆိုတဲ့ပမာဏမှာတော့812လောက်ကိုတော့ရွေးချယ်ပြီးတော့ဝယ်သင့်တယ်လို့ကျွန်တော်ကထင်တာပဲပေါ့နော်ရွေးမယ်ဆိုရင်တော့ A35 ကိုမှ812လောက်ထဲကနေပြီးတော့ရွေးမယ်ဆိုလို့ရှိရင်လည်းရွေးလို့ရတာပေါ့နော်တော့မှဆိုလို့ရှိရင်တော့ M34 ရှိတယ်812 15သိန်း6တောင်း M34 လေးကတော့မစိုးပါဘူးရွေးချယ်တဲ့နေထမှာပါတယ်လို့ပဲပြောရမှာပေါ့ရွေးမယ်ဆိုလို့ရှင်တော့အဲ့ဒီထဲကနေပြီးတော့ကြည်ပြီးတော့ရွေးမယ်ဆိုလို့ရှင်တော့ရွေးလို့ရတယ်တော့မှဆိုလို့ရှင်တော့ A06 တွေရှိမှာပေါ့နော် A06 တွေကတော့မရွေးပါနဲ့ကျွန်တော် A6 ဒီနောက်တောင်မရွေးခိုင်းတဲ့သူဆိုတော့ A06 လိုဖုန်းမျိုးကို6သိန်းကျော်လို့4သိန်းကျော်လို့5သိန်းနီးပါးလို့ပေးရမှာကြီးကတော့အရင်ကြီးတရာပြီးကောင်းနေတယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်အဲကြောင့်မလို့ A06 ကိုတော့မရွေးဘဲနဲ့ကြော်လိုက်ပါလို့ကျွန်တော်တခါတည်းတမ်းပြီးတော့ပြောလိုက်ခြင်းနဲ့ တော့မှဆိုလို့ရှိရင်တော့ Watch တွေစီမယ်ပေါ့နော် Samsung Galaxy Watch 7 44mm ဆိုလို့ရှိရင်14သိန်းကိုတော့ Watch တွေကတော့ပွင့်လင်းပြောရင် Samsung Watch တွေကအနေအထားတစ်ခုမှရှိတယ်။သူက Apple Watch ရှင်နဲ့ရှင်နေရဖြစ်တဲ့အတွက် ဒီညမှာတော့ကျွန်တော်အရင်ကြီးဆရာကြီးလို့ပြီးတော့မပြောချင်ဘူးပေါ့နော်ရွေးမယ်ဆိုလို့ရှင်တော့ရွေးတင်တယ်ကျွန်တော်လည်း review မလုပ်ရသေးတဲ့အတွက်ကောင်းလားမကောင်းလားရွေးလားမရွေးတင်လားတော့ကျွန်တော်လည်းအဲ့ဒါတအားတော့မပြောနိုင်ဘူးပေါ့နော် review လုပ်ပေးပြတဲ့အခါကျမှပဲပြန်ပြီးပြောပေးမယ်အခုလက်ရှိနေထားတော့ web share တော့သူ့အနေနဲ့သူရွေးတင်တယ်လို့ကျွန်တော်ကထင်တယ်ဒါပေမဲ့အခု delete ကိုတော့ကျွန်တော်ကြော်လိုက်မယ်ပေါ့နော်တော့မှဆိုလို့ရှင်တော့ဒီ Galaxy Buds 3 Pro လို့ပါလို့ရှိတယ်6500ပေါ့နော် အပွင့်လင်းပြောရင် buds တွေကလည်းဒီ Galaxy buds တွေကလည်း Samsung ကဟာတွေက next level တစ်ခုမှရှိတာဖြစ်တဲ့အတွက် accessory နဲ့ပတ်သက်မယ်ဆိုလို့ရှင်တော့ watch ပဲဖြစ်ဖြစ် buds တွေပဲဖြစ်ဖြစ်သူ့အနေနဲ့သူကတော့ကောင်းပြီးတော့ရွေးချယ်တင်တယ်လို့ကျွန်တော်ကထင်တယ်အဲကြောင့်မလို့ရွေးဖို့စဉ်းစားနေရဆိုလို့ရှင်လည်းရွေးလိုက်ပါလို့ပဲကျွန်တော်တမ်းပြောချင်တယ် ဒီနေ့ကျွန်တော်ပြောပြပေးခဲ့တာကတော့ Samsung phone တွေနဲ့ပတ်သက်ပြီးတော့ဘယ်ဖုန်းတွေကတော့အစ်တတွေမှာဝယ်သင့်တယ်ဘယ်ဖုန်းတွေကတော့မဝယ်သင့်ဘူးဘယ်ဖုန်းတွေကတော့ကြော်သွားသင့်တယ်ဆိုတဲ့ဥစ္စာလေးကိုကျွန်တော်ရွေးမဲ့ program လေးမှာထည့်ပြီးတော့ပြောပြပေးခဲ့တာလည်းဖြစ်ပါတယ်လူချင်းမင်းတို့ဒီဟာနဲ့ပတ်သက်ပြီးပြောချင်တာလေးရှိလဲသိချင်တာလေးရောရှိလဲအောက်က comment ထဲမှာဝင်ပြီးတော့မှတ်ငယ်ပေးလို့ရပါတယ် Philip ပါကျွန်တော်ရဲ့ video ကိုကြည့်ရှုမယ်ဆိုလို့ရှိရင် VPN လေးခံပြီးတော့ကြည့်ရှုဖို့တော်မြတ်တာရခံကြပါတယ်ကြည့်ရှုအားပေးကြတဲ့တူတယောက်ချင်းစီတောင်းလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုကြားနေတယ်ဆိုလို့ရှိရင် like and subscribe notification bell နဲ့ပြီးကူညီပေးအောင်မိပါနဲ့ကြည့်ရှုအားပေးကြတဲ့တူတယောက်ချင်းစီတောင်းကျေးဇူးအမ များကြီးတင်ပါတယ်လို့ပြောနေတယ်ပဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုတစ်ခုကြမှာပြန်လည်ဆုံးနေကြတာပေါ့